သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်နဝင်ဘာလ18ရက်နေ့တနင်္ဂနွေသားသမီးများအတွက်ဒီနေ့တာဟော့စတန်ပဲဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ အဆုဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့ဒီနေ့အတွက်အထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတတ်တယ်၊သင်တန်းတရားတတ်တယ်၊အရှင်ပြေအောင်မြင်မယ်နော်။မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှသူတို့ပြဿနာကိုပြဿနာဖြစ်ပြီးတော့သူတို့အတွက်ကိုကိုကစိတ်ညစ်စရာစိတ်ကောကစရာများနဲ့ဒီနေ့မှကြုံရတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းခိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ အချင်းရေးမှာတော့တာရတယ်နော်အကျိုးပေးတဲ့ကဏန်းကတော့တင်းနဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာရှူဝါရောင်ပဲဖြစ်ပါတယ်ရတရားအနေနဲ့မိမိအိမ်ရှိပြားမှာအုံလို့ခေါဆွဲကတ်လူပေးရမှာဖြစ်ပါတယ်ရှင်ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိတ်ထသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်စီအောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တနင်္လာသားသမီးများအတွက်ဒီနေ့တောင်ဟောစတယ်ပဲဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှ အလုတ်ထဲမှာအိမ်မှာဥပင်တော့ကတွေကတစ်ခုပြီးတစ်ခုရှုပ်တယ်လို့မျိုးဇက်တိုက်ကြုံရတတ်တယ်စိတ်အလိုမကျနေလေဒီနေ့များတယ်နော်ငွေချေးကန်လေဒီနေ့ကန်ကောင်းတယ်ငွေချေးကန်ကောင်းတယ်ငွေချေးကန်အဆင်ပြေမယ် ရွှေလဝိယရဏအလားကိုအမှုပညာနဲ့ပသက်သက်ဆိုင်တဲ့ပစ္စည်းဝင်လာတတ်တဲ့ကျမ်းမာရေးအနေနဲ့တည်ထားနော်ရှီပူလောင်တာမိပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တဲ့ချစ်သူစီကနေပြီးတော့တည်ငောင်းချာရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်နဲ့ဖမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာတပြေ၂၁ညွန်း ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင် လွှဲမပါစေ2025ခုနှစ်နဝင်ဘာလ18ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတယ်မှာဖြစ်ပါတယ် အင်္ဂါသားသမီးများအတွက်ဒီနေ့မှာစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေမှာအစအစအရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ရွှေလဝိယရနာအဖို့တန်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်။ကျန်းမာရေးကစိုးရိမ်စရာမရှိတော့လဲခန္ဓာကိုယ်ရဲ့ဘယ်ဘက်တချမ်းနာနေတာအောက်နေတာမျိုးတွေဖြစ်တတ်တယ်နော်။အချီရေးမှလည်းတာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့ကိုယ်နဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအိမ်ရှိပြားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနရသားသမီးမေရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစတန်ပဲဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေဝမ်းသာစရာတည်င်းကောင်းနေနဲ့ပြည့်နေနေတဲ့နေ့မျိုးပဲဖြစ်ပါတယ်ဘာပဲလို့လို့ရဲရဲတင်းတင်းသာလှူဆောင်မှာကံအခွင့်အလမ်းတွေဒီနေ့မှာအထူးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်အချိန်ရေးမှလည်း အချီရင်နဲ့အင်တော်ကြီးမှလည်းဒီနေ့မှတူးနဲ့တူးကမဖြစ်စလောက်ပြဿနာတည်တည်လေးရဆပြီးတော့အထင်မြင်လွဲစရာတွေနဲ့ဂျုံတရားတဲ့တင်ကျမ်းမာရေးအနေနဲ့လည်းခြေတော့တစ်ဖက်မှာတတိထားနော်ထိခိုက်ပြန်ရရတဲ့တင်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ခွန်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအဝါရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအင်ရှိဖျားမှာ နနတိကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ခြားသာပရိသသမီးများအတွက်တနေ့တာဟော့စတယ်မှာဖြစ်ပါတယ်။ခြားသာပရိသသမီးများအတွက်ဒီနေ့မှအလုံးနဲ့ပတ်သက်ပြီးတော့ရဝေးမှာရှိရအဆက်အသွယ်ကောင်းတွေရရှိတတ်တယ်။အလုံးနေရာတိုင်းမှာလည်းဒီနေ့အတွက် အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့တတိထားနော်လက်မှာတိကတန်ရာရတတ်တဲ့အချစ်ရေးမှလည်းတဦးနဲ့တဦးကစိတ်အလိုမကျညနေတတ်တဲ့ငွေရေးချေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေလေဒီနေ့အတွက်တတိထားနော်အီဒီငွေချေးကိစ္စအတွက်တွေကို စကားပြောဆိုရတာဖြေရှင်းပေးရတာမျိုးတွေဖြစ်တတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ကိုဖြစ်ပြီးတော့ ခံကောင်းတဲ့အရာမှာအညိုရောင်နဲ့အညိုအညိုရောင်နဲ့ညညိုရောင်ပဲဖြစ်ပါတယ်။ယရယာအနေနဲ့မိမိအရှိဖျားမှာရွှေတမင်းကလူပေးလို့ရပါတယ်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတယ်မှာဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုရရဲသာလှုပ်ဆောင်ပါမုတ်ချအောင်မြင်မယ့်နေ့မျိုးဖြစ်ပါတယ်။ချစ်သူစီကနေပြီးတော့မမျှော်လင့်ဘဲနဲ့လက်ဆောင်ရတတ်တဲ့ကဲအခွင့်အလမ်းတွေလည်းဒီနေ့မှအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ဂျမ်းမာရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၉ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကအနီရောင်နဲ့ချက်တိရောင်ပဲဖြစ်ပါတယ်။ရေရီယာအနီနဲ့မိမိအိမ်ရှိဖျားမှာဖြော်ရည်ကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေက မှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတဲ့မယ်ဖြစ်ပါရဲ့စနေသားသမီးများအတွက်ဒီနေ့မှမိတ်ဆွေအရင်အချမ်းများနဲ့ပတ်သက်ပြီးတိုင်းဒီနေ့မှသူတို့နဲ့ ပြဿနာတတ်တာစကားအခြေအတင် အငင်းအခုံပြောဆိုရတာမျိုးတွေဖြစ်တတ်တယ်။စာချုပ်ကိစ္စဆက်သူရှေ့ရာကိစ္စအတွက်တွေမှာလဲစိတ်ကြီးရတာစိတ်ရှုပ်ရတာမျိုးတွေဖြစ်တတ်တယ်နော်။စာချုပ်စာရွက်ဆက်သူရှေ့ရာ စာချုပ်ကိစ္စတွေကိုတော့ဒီနေ့မှာလုံးချိန်ဆပြီးတော့လုံးနော်။အစင်မပြေဖြစ်တတ်တယ်စိတ်ရှုပ်ရတတ်တယ်စိတ်ကြီးရတတ်တယ်နော်။ဝမ်းသာစရာတည်င်းကောင်းနေလဲခြာရတတ်တယ်ခြေတော်ရဲ့အောက်ပိုင်းမှာလဲတည်တည်ထားနော်။ ထိမိတတ်တယ်ထိခိုက်တန်ရရတတ်တယ်အချိန်မှလည်းအထင်မြင်ဝဲစရာတွေနဲ့ဒီနေ့ကြုံတွေ့ရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှမွေးင်းကကလူပေးရမှဖြစ်ပါလိမ့်ရှင်